ဆမ်မေနီလီညအိမ်မှာမလားဟိုတယ်မန်နေဂျာကလမ်းပြီးတော့ကျွန်တော်ကပြုံးပြုံးလေးနဲ့ခေါင်းကြီးပြလိုက်တယ်ကျွန်တော်ရဲ့ချစ်လာစွာသောမိဘကတော့ရှက်နေဟန်နဲ့ကျွန်တော်ရဲ့အနောက်မှာခေါင်းလေးငုံလို့ညှက်လုံနေတယ်အခန်းနံပါတ်969တရားလုံးလိုက်ပုတ်ပေးလိုက်ဟဲ့မန်နေဂျာကလမ်းပြောတော့ဝန်ထမ်းလေးတယောက်ကကျွန်တော်တို့ကို ရှေ့ကဥဆောင်ပြီးခေါ်သွားတယ် ကျွန်တော်မိပန်လက်ကလေးကိုစောက်ကင်ထားရင် သူ့လက်ကလေးကအေးဆက်နေတာကိုသတိထားမိတယ်။အခန်းထဲရောက်တော့တကားကိုလော့ချလိုက်ပြီးကျွန်တော်မိပန်ကို အရင်ချောရသည်သူပြ။ပန်အရန်ရှက်နေတာလား။အော်ဘယ်ယောက်ျားလေးနဲ့မှဒီလိုနေရာမျိုးလာမမလာဘူးလား။ရှက်တာဘို့လို့မိပန်ကနှောက်ခမ်းလေးဆူပြီးပါးပြင်လေးရေးရေးလေးနဲ့ကျွန်တော်ကိုလှမ်းပြောတယ်။အော်ပန်ကလည်းကိုကလည်း ဘယ်မင်းကလေးနဲ့မှဒီလိုနေရာမျိုးမလာဘူးပါဘူး။ကိုကယောက်ျားလေးဆိုပေမဲ့ first time ဆိုတော့ကိုလေးနည်းနည်းရှက်ပါတယ်ကွာ။ "तू စိတ်ပေါ့သွားအောင်ကျွန်တော်ကစလိုက်တော့"မိပန်လေးကကျွန်တော်ဘိုက်တင်ကြောလေးကိုဆွဲလိုက်တယ်။မိပေးလိုက်မယ်နော်ပန်။မိပန်ကခေါင်းလေးညိတ်ပြတယ်။ကျွန်တော်အခန်းထဲကမီးတွေအကုန်ပိတ်လိုက်ပြီးကဒင်ကောင်းရင်ကခက်ဖြော့ဖြော့မီးလေးကိုပဲဖြန့်ထားလိုက်တယ်။မိပန်ရဲ့အသားကတော်တော်ဖြူတယ်ဗျ။ ပါပင်ရဲရဲလေးနဲ့နှုတ်ခမ်းဖူးဖူးလေးကလည်းကျွန်တော်ကိုအချစ်တွေပေါအောင်လှုပ်နေသလိုထင်ရတယ်။ပန်းရှင်အခုဟိုတယ်လေးရောက်ပြီဆိုတော့ကိုပြောတဲ့ကိစ္စခွင့်ပြုမယ်မလားယင်။ကျွန်တော်သူ့လက်ကလေးကိုခပ်ဖွားဖွားကန်ရင်မေးလိုက်တယ်။အာဘာရီလာမင်းနေမှမသိဘူး။ခွင့်ပြုလို့ဒီကိုရောက်လာတာပဲဟာ။သူ့အတန်ဆူဆူလေးနဲ့ဒီလိုစိတ်မရှိသူလိုစကားပြောပုံလေးက ကျွန်တော်ရှင်နေရထား၁၀ကြီးလောက်ဖြတ်မောင်းလိုက်သလိုစိတ်တွေလှူရှာမိ။ဘာရှင်လို့ဝတ်စားလေတော့လေမိပန်ကခေါင်းလေးမော့ကြည့်တယ်။ကို့အကြိုက်ဆုံးဝတ်စုံလေးထည့်လာခိုင်းတာထည့်လာတယ်မလား။အင်းထည့်လာတယ်ရှင်။အဲ့ဒါဆိုလေအဲ့ဒီဝတ်စုံလေးလေးပြီကွာ။ကိုလည်းဝတ်စားလေးလိုက်အောင်မယ်။မိပန်ကသူ့လက်ဆွဲအိတ်ကလေးကိုယူပြီးကျွန်တော်ကြိုက်တဲ့ဝတ်စုံလေးကိုလဲပေးရန်ရေချိုးကမ်းဘက်သို့ဖြတ်သွားတယ်။ ကျွန်တော်လည်းဟိုတယ်ဂရင်းကဆောင်းတွေမိုးရာတွေကိုတေချာပြင်ဆင်လိုက်တယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်ကိုလိုလိုက်ပေးတဲ့လွန်စွာလှပသောမိပန်လေးကိုအထူးကျေးဇူးတင်မိတယ်။ဒီမှာကြည့်ကိုကိုဆိုပြီးမိပန်လေးကရေချိုးခန်းထဲကထွက်လာပြီးသူ့ဝတ်စုံလဲထားတာလေးကို ခလေးလေးလိုကျွန်တော်ကိုလှမ်းပြောတယ်။လာလိုက်တာပန်ရဲ့။ပန်ကလေတကယ်ချစ်ဖို့အရန်ကောင်းတာပဲ။ကျွန်တော်မိပန်လက်ကလေးကိုဆွဲပြီးဂရင်းစီခေါ်လာခဲ့လိုက်တယ်။ ပြီးပန်လေးကတော့ရှက်နေတယ်ဗျကိုတို့အဝတ်စားလဲပြီးပြီဆိုတော့ကိုအခွေဖွက်လိုက်ရတော့မလားအင်ကအခွေယူလာတယ်ပန်ရဲ့စင်သစ်ဖြစ်ပြီမလားဟုတ်ပန်ကတော့အရန်လိမ်ပါနေတယ်ကျွန်တော်တီဗီဖွင့်ပြီးခက်မြန်မြန်ပဲအင်ကယူလာတဲ့အခွေကိုစက်ထဲထိုးထည့်လိုက်တယ်ပြီးတော့မိပန်မျက်နှာလေးကိုလှမ်းကြည့်လိုက်တယ်မိပန်မျက်နှာလေးကတော့အေးချမ်းလို့ဒီချိန်မှာ တီဗီကကျွန်တော်ဖွင့်လိုက်တဲ့အခွေရဲ့အတန်စတင်ထွက်ပေါ်လာတယ်။ပရိသတ်ကြီးရေအခုဟောမယ့်တရားကတော့ကျင်းနေ။တန်ခါနဲ့စစ်တန်စစ်တန်တဲ့တန်ခါဟန်ချက်ညီနေတာပရိသတ်ရေ။ဆိုပြီးဆရာတော်ဖရာရဲ့တရားစံကိုစကြတာနဲ့မိပန်ကကျွန်တော်ကိုကျွန်တော်တည်တည်ချာချာခင်းထားတဲ့ဂရင်ပေါ်မှာလက်ဥကလေးတွေစချလိုက်တယ်။ကျွန်တော်ရဲ့မိပန်ကတော့ကျွန်တော်ဝှက်ခိုင်းထားတဲ့ယောဂီဝိဆုံလေးနဲ့ ်အင်မတန်မကိုစိတ်တည်ရရှိလို့နေတယ်ကျွန်တော်ကလည်းယောဂီလုံကြီးလေးနဲ့အပြစ်မှာကျွန်တော်နဲ့ချစ်လာသောမိဘတရားကိုအေးအေးချမ်းချမ်းမနာရတဲ့အတွက်ဒီနေ့ညမှာတော့မိဘကကျွန်တော်ကိုတရားတွေအေးအေးချမ်းချမ်းနာဖြစ်လိုက်တယ်ဘာသာတရားကိုအေးအေးချမ်းချမ်းလိုက်စားနိုင်တော်သူများဖြစ်ကြပါစီ။